ခုနှစ်မုတ်တုံဝင်ရောက်မှု၃ရက်လောက်စောနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်အတွင်းမြန်မာနိုင်ငံကအနောက်တောင်မုတ်တုံလေဝင်ရောက်မှု၃ရက်လောက်စောနိုင်တယ်လို့မိုးလေဝသစောင့်ကြည့်လေ့လာသူဥဝင်နိုင်က MP ကိုပြောပါရယ်။မိုးလေဝသနဲ့ဇလဘေယာညွှန်ကြားမှုဦးစီးဌာနရဲ့မိုးရာသီကာလအနောက်တောင်မုတ်တုံလေဝင်ရောက်နိုင်မှုအခြေအနေနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်မှာလဲမုတ်တုံလေဟာမေ16ရက်ကနေ20ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသမေ21ရက်ကနေ25ရက်အတွင်းမြဝကျွန်းပေါ်ဒေသ မေ26ရက်နေ့31ရက်အတွင်းမြန်မာနိုင်ငံအလဲပိုင်းဒေသနဲ့ဂျွန်လာ10ရက်နေ့9ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကိုဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ပုံမှန်အဖြစ်မြန်မာနိုင်ငံတောင်ပိုင်းတနင်္သာရီဒေသကိုအနောက်တောင်မုတ်တုံလေဟာမေလ16ရက်ကနေဝင်ရောက်မှာဖြစ်ပေမဲ့အခုနှစ်မှာတော့3ရက်ခန့်စော်ပြီးဝင်ရောက်နိုင်တယ်လို့ခန့်မှန်းနေကြတာဖြစ်ပါတယ်။အခုရက်ပိုင်းမှာလည်းလေပွေလှိုင်းတွေလေအေးနဲ့လေနွေတွစ်ဆုံမှုတွေကြောင့်မြန်မာနိုင်ငံဒေသအနှံ့မှာအချိန်ခါမဟုတ်မိုးရွာသွန်းမှုတွေ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်နေတဲ့အပြင်ထိုင်းမြန်မာနေဆက်မြင်းဖြစ်တဲ့မေဆိုင်ရှောင်းရီချံမှုကြောင့်တာရှိလိမ်မြို့ပေါ်ရက်ွက်တချို့မှာရေကြီးရေချံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။လက်ရှိလေပွဲလိုင်းတွေလေအင်းနဲ့လင်တွေတွစ်ဆုံမှုကြောင့်မိုးရွာသွန်းမှုအပြင်လေပြင်းတိုက်ခတ်တာလျှစ်စီးလက်တာမိုးကြိုးပစ်တာနဲ့မိုးတိမ်တောင်တွေဖြစ်ပေါ်တတ်တယ်လို့မိုးလေဝသစောင့်ကြည့်လေ့လာသူတွေကသတိပေးထားပါတယ်။